အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးသက်တဲ့အောင်းလည်းမင်္ဂလာပါ El Clasico ပွဲမှာဘယ်သူနိုင်လဲဒီကနေ့ Super Sunday မှာ El Clasico ပွဲကံမယ် Real Madrid ရဲ့ Santiago Bernabeu မှာ Barcelona နဲ့ Real Madrid ကံမယ် Latest သတင်းတွေရတော့ Deng Hosan Madrid မှာ ပြန်ပါလိုက်မယ်လို့ပြောထားတယ်ကြပြလွန်ဆိုကသူ့ကို first strike ကမှဖြစ်အမြဲတက်မှတ်တဲ့သူကတေးကြတဲ့ Edmili Town နဲ့သူနဲ့အတွဲဖြစ်လိမ့်မယ်။ဂျန်နေပိုင်းမှာ ဒန်နီကာဗာဟာပြန်ပါလိမ့်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်တည်တယ်ဆိုတော့ကာဗာဟာနဲ့ဒင်းဟော်ဆန်ပါမယ်ဒါရီမက်ဒရစ်ကတော်တော်လေးကိုလူဆုံတယ်ဆိုတဲ့လူစင်းကိုပြန်ရလိမ့်မယ်လို့မျှော်လင့်ထားတယ်ဆိုတော့ရီမက်ဒရစ်မှာဒဏ်ရာရတာဆိုလို့အန်တိုနီယိုဘရီကာတယောက်တော့ပဲဂျန်တော့မယ်ဆိုတော့သဘောတရားကအကုန်လုံးနှိပါ complete ဖြစ်တယ်ဆိုတဲ့သဘောတရားဖြစ်တယ်။တိုက်စစ်ကအမ်ဘပ်ပေဗီနီရှက်ကနေဟိုးခန်စီတီအကုန်လုံးမှာ ဒီအန်တိုနီယိုရီကတယောက်ပဲဒဏ်ရာပြဿနာဘာဆိုနာကဒုနဲ့ဒင်နဲ့ပဲစောဂျီကဒဏ်ရာရနေတဲ့မအတွေ့ချက်စီကံပြီးတော့မှဒုဒဏ်ရာခွဲစိတ်ထားတဲ့ဂါဗီရှိမယ်ပြီးတော့မှလီမန်ဒေါစကီကလည်းပေါင်ကျော်သားဒဏ်ရာနဲ့ international break မှာရလို့သူလည်း၃ပတ်နားလို့ဒီပွဲကိုလွှဲတယ်ယူအန်ကာစီယာကလည်းကျော်သားဒဏ်ရာကြောင့်ပဲသူလည်း၃ပတ်နဲ့၄ပတ်ကြာနားပြီးတော့ ဒန်နီအော်မူကစပိန်မှာခြေတလုံးဒဏ်ရာရခဲ့တယ်။ပြီးတော့ရာဖင်ညာကကျွတ်သားဒဏ်ရာရာဖင်ညာဆိုရင်ရောပါမယ်လို့မျှော်လင့်ထားပြီးမှဘာဆိုနာဘက်ကမပါနိုင်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။ဆိုတော့ရာဖင်ညာရဲ့ရာဖင်ညာရဲ့လီဗန်ဒေါစကီရဲ့ဒန်နီအော်မူရဲ့မနစ်ကရီမတွစ်ကိုအနိုင်ရတဲ့တဲ့ကအဓိကသူရဲ့ကောင်းကစားမတယ်။အဲဒီထက်မှမှ first strike ကူကီပါယွန်ကာစီယာပါထပ်နာတယ်။ ဆိုဘာဆိုနာအတွက်က Rafinha မပါဘူး Lewandowski မပါဘူး Dani Olmo မပါတဲ့အတွက်တိုက်စင်မှာတော်တော်လေးပြောင်းသွားပြီအဲ့ဒါကိုမှသူတို့ရဲ့ခံစစ်ကဒီ Enigo Martinez မရှိတော့တဲ့အတွက်ကြောင့်သူတို့မှာခေါင်းစားဆရာအများကြီးပဲဆို Kubasi နဲ့ဘယ်သူနဲ့တွဲမှာလဲဒါ Ronald Araujo နဲ့တွဲမှာလားဒါမှမဟုတ်ရှင်ဒီတစ်ဖက်က Andre Christensen နဲ့မတေချဘူးအဲ့မှာ Eric Garcia နဲ့တွဲမှာလား ဆိုတော့ဒါအရကဘာဆိုနာတော့မင်းကိုထုတ်ဆရာကြီးပဲဆိုတော့ရီယယ်မက်ဒရစ်ရဖြစ်နိုင်ကြီးလူစင်းက right back ကလူမရှိဘူးတကယ်လို့ပြန်လာမယ်ဆိုရင်မပြန်လာဘူးဆိုရင်တော့ like right back ချမ်းမှာကျွန်တော်တို့အခု velvardi ပဲကစားမယ်အဲ့ဒါဆိုရင် hosan ရဲ့ velvardi ရဲ့ din hosan ရဲ့ militown နဲ့ဟိုဘက်ကခစားရကစားမယ်ကုသမာတော့ tipo ခေါ်ထွားပြောစရာမရှိတဲ့အချိန်မှာကိုယ်လည်းမှာဂျူပါလင်ကန်ထူရှယ်မန်ဒီရဲ့အာတာဂူလာရဲ့ဖြစ်ဖို့ရှိပြီးတော့တိုက်စစ်ကအမ်ဘပ်ပေရဲ့ဗီနီရှီယဂျူနီယာကိုမက်ရှန်ထူနိုနဲ့ထွက်မလား အဲ့ဒါမဟုတ်ဘူးဆိုရင်အာတာကူလာကိုအလေပို့ပြီးတော့နောက်ထပ်ကွင်းလေတယောက်တည်းကခမာဗင်ကာထည့်မှာကျွန်တော်တို့မထင်တော့ခမာဗင်ကာတော့မထင်တော့ဘူးဘလို့ထင်လဲဒါပေမဲ့ Real Madrid ကတကယ်ကို strongest squad ကိုသူတို့ရနေပြီအဲ့ဒီအချိန်မှာ Barcelona ကတကယ်တော့မှတကယ်ကို တိုင်ပတ်နေတာဆိုတော့ right back ကလည်း Ju Gundé က၄ဂျင်ကမစင်းနိုင်ဘူးသူလည်း50-50 Gundé 50-50ဖြစ်နေတယ်တကယ်လို့ Gundé တန်ရရပြီဆိုရင်တော့ Arugo က right back သွားကစားဖို့ကစားရတော့မယ်အဲ့ဒါကူမှာ Kubasi Arugo မကစားရင် ဒါတစ်ဖက်ကအရူဟိုကအလေးကိုဝင်ပြီးတော့အေရီကာစီယာကစားရမယ်အဲ့ဒါဆိုကူပါစီနဲ့အေရီကာစီယာအရူဟိုနဲ့အေရီကာစီယာကညာဘယ်ဘက်ချမ်းက အလဟန်ဒိုဘဲလ်တီဒါဘာစလိုနာအသင်းကဒီနေ့ပွဲမှာအဓိကအသက်ဖြစ်နိုင်တဲ့သူကဒီယောင်းနဲ့ပက်ထရီဘလောက်ဘောလုံးကိထားမယ်ဘလောက်ထိကောင်းအောင်ထိန်းချုပ်နိုင်မယ်ဒါကသူတို့အတွက်တကယ် main အဖြစ်ဖြစ်သွားပြီနောက်ယမားဒါအဲကလစီကိုမှာဘာဆိုနာတဲ့အမြဲတမ်းရီမတ်တစ်ဘက်ကိုဒုက္ခပေးနိုင်တယ်။မာကက်စ်ရရှုရဲ့ပထမဆုံးအဲကလစီကိုဖရန်တိုရက်စ်ကဖမီလိုပက်စ်ဆိုဘာဆိုနာကလည်းတိုက်စစ်ကအရင်ကြီးတော့လည်းမဆိုးသွားပါဘူး။ ဂူးသွင်းသေးကြတဲ့ friend ရှိတယ်ပြီးတော့မှ queen လည်းကတက်တက်ပြီးတော့ဂူးသွင်းနိုင်တဲ့ famine lopez ရှိတယ် rushford ကတော့ completely different player ဖြစ်ပြီးတော့ဟိုဘက်ကယမားရှိမယ် so အဲ့ဒီချက်ကလေဘယ်လိုပြောမလဲ el clasico အတွက်နောက်ထပ်စိတ်ဝင်စားစရာဖြစ်တယ် so အဟန်စီဖလစ်ကပွဲပေးခံထားရတော့ touch line မှာမရှိဘူးဒီချိန်မှာ remedy နဲ့ဂျာဗီအလွန်ဆိုဒီအာဒီမှာ remedy က wagner ဆိုတဲ့ amazing performance မပြနိုင်သေးဘူးဒါပေမဲ့ job done ဖြစ်တဲ့ performance တွေကိုတောက်လျှောက်ပြထားတယ် Mbappe on fire ဖြစ်နေတယ်မနေ့က offside ထွက်မှာအကြိမ်ကြိမ်မိခဲ့တဲ့ Mbappe ဒီတစ်ကြိမ် Barcelona ရဲ့ offside ထွက်ကိုကောင်းကောင်းကျော်ဖြတ်နိုင်မှာ El Clasico မှာဘယ်သူနိုင်မလဲဘယ်ရီနဲ့ Barcelona အသင်းက Santiago Bernabeu ပေးမှာ Real Madrid ကို upset လာလို့အုံးမလား Real Madrid ကဒီတစ်ကြိမ်ပြန်နိုင်ယူမလား Alonso နဲ့ Hansi Flick တို့ရဲ့ထိတ်တိုက်ပွဲဘယ်သူနိုင်မလို့ထင်လဲဒါ9:45မြန်မာစံတော်ချိန်ကမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်